ထူးဆန်းတဲ့လူသူတော်တဦးစီကလည်းအင်းချထားတဲ့ငွေပြားလေးပြားနဲ့တောင်ဝေးထူးခြားတဲ့တောင်ဝေးကိုရခဲ့တဲ့ဝင်ကြီးချုပ်ဦးနုအဲ့ဒီအင်းပြားလေးပြားနဲ့တောင်ဝေးကိုရပြီးတဲ့နောက်မှာကဘာအေးစီတီတော်ကြီးကိုတည်ခဲ့တဲ့ဦးနုရဲ့ထူးခြားတဲ့ဖြစ်ရပ်ကိုပြောပြခြင်းပါလေဒီအကြောင်းအရကတော့တည်သူအင်မတန်လဲပါလေဗျလူအများစု မတိကြသေးတဲ့ဖြစ်ရလို့ပြောလို့ရပါတယ်။ကဘာအေးစီတီတော်ဆိုတော့ကတော့အားလုံးအတိပဲဖြစ်ပါတယ်။စထသံဃာယနာတင်ခဲ့တဲ့ဇီတော်ကြီးဖြစ်ပါတယ်။ဝန်ကြီးချုပ်ဦးနုရဲ့ကုသိုလ်တော်လည်းဖြစ်ပါတယ်။ဝန်ကြီးချုပ်ဦးနုဆိုတာဟာမြန်မာနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်ပါတယ်။လူအများစုမသိသေးတဲ့ဖြစ်ရအကြောင်းပြောပြရရင်မြန်မာတပ်ကရ1312ခုနဲ့ခရစ်နှစ်1950ဝါဆိုလာတွင်ရှိနေတဲ့နေ့ပေါ့ ဦးနုတယောက်တယ်လီဖုန်းခေါ်တန်းတစ်ခုရရှိပါတယ်ခေါ်သူကတခြားလူမဟုတ်ဗကန်ဥပါချံဖြစ်ပါတယ်ဘာလဲဥပါချံကျွန်တော်စီမှာလူသူတော်တို့ရောက်နေတယ်ဝန်ကြီးချုပ်ခမားနဲ့တွေ့ဖို့တဲ့ရှင်မတော်မှာတရားအားထုတ်တဲ့ပုဂ္ဂိုလ်ကတဲ့ခမားနဲ့တွေ့ဖို့သူ့ကိုလွတ်လိုက်တယ်ပြောတယ်ခမားနဲ့တွေ့ရင်ပစ္စည်းနှစ်ခုလည်းပေးဖို့သူ့စီမှာပါတယ်တဲ့ဗျာလွတ်လိုက်ပါထိုင်ခံကြတဲ့အခါလူဝဝကောင်းကောင်းပြီးကတုံးပြောင်းအောင်ရင်ထားတဲ့ ိတ်ဖြူစင်ကြဝတ်ထားတဲ့လူတယောက်ရောက်လာပါလေဒီပုဂ္ဂိုလ်ကစကားနေပါလေပြောတဲ့အခါခက်လေးလေးပါတခါသူ့လက်ထံမှာကင်ထားတဲ့အထုပ်တစ်ခုနဲ့ဝါတော်ဝင်တစ်ချောင်းအပ်ပါလေဦးလူကလက်ညှိုးထိုးပြတဲ့ကလထံမှာထိုင်ပြီးတဲ့အခါတောင်းမနေတဲ့ပုဂ္ဂိုလ်တူကလွတ်လိုက်တာဒီထုပ်ထဲမှာအင်းချထားတဲ့ငွေပြားလေးပြားရှိတယ်ဇေဒီတစုကိုတဲ့အမြန်ဆုံးနီးနဲ့ဒီချုပ်ကတဲ့ တဲပြီးတော့ဒီငွေပြားလေးပြထားပါနာတဲ့ဝါတောင်ဝေကိုတော့ဝန်ကြီးချုပ်စောင်းထားပါလေအဲ့ဒီပုဂ္ဂိုလ်ဘာမှလိုက်တဲ့မြေတော့လူသူတော်ကောင်းခါပြပါလေဘယ်ပုဂ္ဂိုလ်မှလည်းမသိပါဘူးလူသူတော်ပြန်သွားတဲ့အခါထုတ်ထဲမှာအင်းချထားတဲ့ငွေပြားလေးချက်ဦးနုတွေ့ရပါလေဦးနုကဝါတောင်ဝေသေးချာကြည့်လိုက်တဲ့အခါမိမြိုက်ပြီးရေးသားတဲ့ဝနသေးမင်္ဂလာဆိုတဲ့စလုံးတွေတွေ့ရပြန်ပါလေအဲ့ဒီတော့တိုင်းပြည်ဟာစင်ပြီးတောက်လုံးနေတဲ့အချိန်ပါ ဒါကြောင့်အတိုင်းမီယာစစ်ဘေးကနေလွတ်အောင်သူတော်ကောင်းတွေစီရင်ထားတဲ့အစီအစဉ်တွေဖြစ်ကောင်းဖြစ်ပါလိမ့်မယ်လို့သူ့ဘာသာသူတွေးပြီးတော့ဘွားတောင်ဝေကိုစပွဲပေါ်တင်ထားလိုက်ပါလေ။နောက်တနိုင်ခန့်ကြားတဲ့အခါအရာရှိကြီးနှုတ်ဖြစ်တဲ့ဦးတန်းစိန်နဲ့ဦးလှကျော်တို့ဝင်လာပါလေ။ဦးတန်းစိန်ကပြည်တော်စုရင်ကျင်းမှုပါလီမန်အတွင်းဝင်ဖြစ်ပါလေ။ဦးလှကျော်ကတော့မိသက်ညွှန်ကြားရေးမှူးချုပ်ဖြစ်ပါလေ။ အဲဒီတော့ကပြန်လဲထူထောင်ရေးဌာနရဲ့အမှုဆောင်ရာရှေ့ချုပ်လည်းဖြစ်ပါလိမ့်။မဟာဘာဒနာလိုင်ကူတော်ကြီးရဲ့ဘိတုကာဖြစ်နေလို့ပြောလို့လည်းရပါတယ်။အဲ့ဒီရာရှိကြီးနှုတ်ဝင်လာပါတယ်။ဦးနုကရာရှိကြီးနှုတ်ကိုဝါတော်ဝင်နဲ့ငွေပြားရင်းကြောင်းပြောပြပြီးစေတီတေဘုတ်တင်းလော်ဦးသားစင်နဲ့ဦးလာကျော်တို့ဟာဒီမျိုးလုံးနှဲ့အောင်ရှာပါလေ။အခုလက်ရှိနေရာဟာအသိဟော်သောနေရာလို့ဦးနုကိုအစီရင်ခံပါလိမ့်။ဦးနုကိုယ်တိုင်မြင်ရတဲ့အခါမှာလည်းအလွန်သဘောကျလာပါလိမ့်။ အကြာကြီးမစင်သာပဲနှုတ်ကနေပြီးဒီနေရာမှာဖျားတယ်မလို့ရုပ်ပြက်ထွက်သွားပါလေ။ဦးနုနဲ့သူ့မိတ်ဆွေတွေကဒီနေရာကိုတညီတညွတ်တည်းကြိုက်နဲ့တက်ရတာအကြောင်းရှိပါတယ်။ဒီအကြောင်းကိုဦးနုတို့ဟာအဲ့ဒီတုန်းကအနေငယ်မှမသိပါဘူး။ဒီအကြောင်းတွေပေါ်ပေါ်လာရင်ကောင်းလေသွားလို့ဦးနုတို့လည်းမစင်သာပါဘူး။ဒါကတခြားမဟုတ်ပါဘူး။ကဘာကြီးစီတော်တီစင်ကာသာအေဂတော်ဝကာကြီးနှစ်ပါးရဲ့တက်တော်မြတ်တွေကို အိန္ဒိယစံချီမှာကဘာအေးကိုပင့်ဆောင်လာနိုင်မဲ့အခွင့်အလမ်းတွေထူးခြားစွာပေါ်လာပါတယ်။အင်္ဂါတာဝကာကြီးနှစ်ပါးရဲ့အထုပ်ပတိအကျဉ်းချုပ်ကိုလည်းပြောပြထားပါတယ်။ဒါအပြင်နောက်တစ်ခုကကဘာအေးစီရီတော်မြကြီးကိုတိဆောက်ပြီးတော့ထီးတင်ပွဲဆင်ရင်ကျင်းပါစဉ်အင်္ဂါတာဝကာကြီးနှစ်ပါးရဲ့တတ်တော်မြတ်တွေကိုကဘာအေးကိုပင့်ဆောင်လာပါတယ်။ပါရှဝါတတ်တော်လိုအမည်တွင်လျက်ရှိတဲ့ဂေါရမမြို့ဆော့ဖျားရဲ့တတ်တော်မြတ်ကိုနှစ်ကြိမ်နဲ့နဲ့ ကဘာအေးကိုပင်ဝင်ရပါတယ်။မြတ်စွာဘုရားရဲ့တတော်တွေနဲ့အက္ခသာဝကကြီးနှစ်ပါးရဲ့တတော်မြတ်တွေဟာဘယ်နေရာဘယ်သောအခါကမှမကြုံစဘူးထူးထူးခြားခြားဓာတ်ပေါင်းစုအခါသမယကြီးဖြစ်ပေါ်လာခွင့်ရပါတယ်။မြတ်စွာဘုရားနဲ့အင်္ဂသာဝကကြီးနှစ်ပါးဆိုရကဘာအေးစီတော်ရဲ့အယိတ်အာဝါဒခိုလုံးပြီးစထပါဒနာလှိုင်းကိုယ်တော်ကြီးတွင်စထတန်ခါရနာကိုစင်ရင်ကျင်းပခြင်းဒီဆိုတဲ့အကြောင်းတရားကြီးလည်းဖြစ်ပါလိမ့် အဲ့ဒီအကြောင်းတရားကြီး၄ပါးပေါ်ထွန်းမဲ့နေရာအစစ်ဖြစ်လို့ဦးနုတို့လူစုဟာကဘာအေးဖျားတီမဲ့နေရာကိုမြင်းလေးမြင်းချင်းဘာမှမစင်းစားတော့ပဲတခဲနဲ့တစ်ချက်သေးသဘောကျတော့ပါလေဇေဒီကိုတီစဉ်ဦးနုဟာတီဆောက်ရကိုညင်းနေတယ်လို့လာပါတယ်ဓမ္မစကြာအနတ္ထလက္ခဏာတုတ်အဆရှိတဲ့တုတ်တော်တွေရွတ်ဖတ်ပါတယ်ပရေယုပြီးနောက်အသိရှိတဲ့ဓမ္မမိတ်ဆွေတွေနဲ့အလာပါသလာပါစကားတွေပြောပါတယ်အသိရောက်ရှိတဲ့ဓမ္မမိတ်ဆွေတွေထဲမှာ ရေကူးရွာတကြီးဦးနီဦးသိဦးမောင်ကိုလိုလည်းပါပါလေတနေ့သူတို့ကဇေဒီတော်ကိုတီမိကုံမှာထူးခြားချက်တွေရှိကြောင်းပြောပါလေဒီထူးခြားချက်ကိုဝန်တော်အားရပြောပြကြပါလေမှတ်မိသလောက်ပြောကြပါလေဒီဒီကုံလုံးမှာတဲ့ရောဘာပင်နဲ့ရောဘာဘာရှင်နေနေတဲ့တိုက်နှလုံးမှာတပါတခြားဘာမှမရှိပါဘူးရောဘာဘာရှင်နေဟာအင်္ဂလိပ်ကာပြားတွေလိုယူဆပါတယ်သူတို့ဟာသုံးလေးချိန်ကရေမူပြီးအိမ်ပြန်လာတဲ့အခါ မမြင်ရတဲ့အရာတွေကစွဲချတာခံရပါလေ။လေကားကလည်းဂျလိန်ဟုတ်ပြီးပြုတ်ကြပါလေ။ကြောက်လန့်ပြီးငဲတမ်းမအောင်အဟစ်အကူကြီးတောင်းရပါလေ။ရေကူးရွာကလူတွေတွားပြီးတော့အကူကြီးတောင်းရပါလေ။ရေကူးရွာဟာအခုခါရေကူးမှတ်တမ်းဖြစ်ပါလေ။ဒီကုန်းတော်မှာရက်တောက်ချင်းကိုလုံးဝမကြိုက်ပါဘူး။ဒီတိုင်နှလုံးကစေတွင်းကပုံမှန်တဲ့အတွက်ကြောင့်မြေရှင်းပြီးသားဖြစ်သွားပါလေ။ဒီကုန်းမှာမြက်ပြင်းတစ်မျိုးရှိပါလေ။ဒီမြက်ရဲ့အရွက်တွေကလက်ရရေရက်လျက်ရှိပါလေ။ ဒီကုန်းကိုသီးမင်္ဂလာကုန်းလို့ခေါ်ကြောင်းရေကူးရသားတွေကပြောပါတယ်ဒီမနေ့ပဲကြတော့ဦးနုဟာတစုံတစ်ခုသတိရပြီးမန်နက်ကောင်းရင်မှာထောင်ထားတဲ့ဝါတောင်ဝင်းကိုထားယူပါတယ်အဲ့တော့ဝါတောင်ဝင်းမှာရှင်းထားတဲ့စာကိုပြတော့အားလုံးကအံ့အားတင်တော့ပါတယ်ဝနသီးမင်္ဂလာတဲ့ဒါကချက်ကလူတွေမသိသေးတဲ့အချက်တွေပါစရတငရနာဒီမိုဓမ္မယုံပုံစံကိုအင်ဂျင်နီယာပီတုကာကြီးဦးတင်ကရေးဆွဲပါလေ။1914ခုနှစ် နဒေါ်လာဆန်းရှင်းနေမှာကျင်းပါတဲ့ဗုဒ္ဓသဒ္ဒနာဖွဲ့ဥက္ခရာစာဦးတင်ကိုယ်တိုင်နိုင်ငံကလုပ်တဲ့ဆရာတန်ခါရနာစီစဉ်ဖွင့်ဝင်အချိန်20မြောက်စီဝေးကဒီပုံစံကိုလက်ခံပါလိမ့်ဗိဒုကဆရာကြီးဦးတင်ဆိုတာနည်းနည်းရမှာပေါ့ဘူးမျိုးတော်ခမ်းမကိုတိဆောက်ခဲ့တဲ့ပညာရှင်ကြီးဖြစ်ပါလိမ့်ရဲနိုင်ငံကြတော့ဦးမှုတရားကိုအိန္ဒိယဝန်ကြီးချုပ်မူရီရဲ့ဖိတ်ကြားချက်အရအိန္ဒိယကိုရောက်လာပါလိမ့် အဲ့မှာစန်ကြီးစေတီပြည်မြောက်အောင်မြင်ပွဲတက်ဖို့အိန္ဒိယကိုခီထွက်ပါတယ်။အောင်မြင်ပွဲပြီးဖျားဖူးဖို့ဗုဒ္ဓခါယာဝင်ပါတယ်။ဖျားဖူးပြီးမဟာဘောဓိစေကျော်နီတဲအိမ်မှာတယောက်တည်းထိုင်နားနေပါတယ်။စိတ်ထဲမှာကြောက်လန့်ကူကြီးတစ်ခုဖြန်းခနဲ့ပေါ်လာပါတယ်။နားထဲမှာလည်းလှိုင်းကူဆိုတဲ့အတန်ကြားပါတယ်။အဲကြောင့်ရန်ကုန်ပြောင်းတော့မိသက်ညွှန်ကြားရေးဝန်ဦးလာကျော်ကိုခေါ်တွေ့ပြီးစတားတန်ခါရနာတင်ဖို့အတွက်ကြောက်လန့်ကူပုံစံတစ်ခုလိုချင်တယ်။စာရွက်ပုံမှာမဆွဲနဲ့ကျွန်တော်မကြည့်တတ်ဘူး။ပုံစံကိုရှုပ်နဲ့လုပ်ပါတယ်။ ဒါနဲ့ပဲနုံပြီးပြောပါတယ်စထသငယနာအထိမ့်မှတ်ဖြင့်ကြောက်လိုက်ကူမှာအပေါက်ချော့ပေါက်ရှိရမယ်နိုင်ကိုလေချမ်းမှာလူပရိသတ်ထိုင်မယ်ဝဲရဘေးနှစ်ဖက်စနစ်မှာထိုင်ကုန်စစ်စစ်ရှိမယ်အဲ့ဒီထိုင်ကုန်ပေါ်မှာရဟန်းတွေက နေရာယူမယ်ဦးဆောင်ဆရာတော်တွေကလူပရိသတ်ရှိတဲ့တဲ့ကစင်းမြင့်မှာထိုင်မယ်ဒီပုံစံလုပ်ပြီးရင်ကျွန်တော်စီယူခဲ့ပါလို့ဦးလာကျော်ကိုအမိန့်ပေးပါလိမ့်ဤတဲ့ညကျဲဦးလာကျော်လဲပုံစံလိုနမူနာနှစ်ခုကိုလုပ်ပြီးတော့ပြပါလိမ့် ထမပုံစံဟာစိတ်ထဲမှာပြုံးနေတဲ့မြင်ရတဲ့ပုံစံနဲ့တပုံစံနဲ့ဖြစ်နေပါလေ။ဒါကြောင့်ရေးလိုက်ပါတယ်။ဦးနုဟာဗုဒ္ဓသာသနာအဖွဲ့ချုပ်အကျိုးဆောင်ဦးချန်ထွန်းကိုခေါ်ပြီးကြောက်လန့်ကိုကြောင်းပြောပြတော့ခင်မီတပါးရဲ့ဤတစ်ခုတိဆောက်ဖို့အစီအစဉ်လေးကျွန်တော်တို့ကလုပ်ပြီးနေပြီလို့ဦးချန်တော်ကပြောပါရတယ်။အဲတော့ဦးချန်တော်ရဲ့တိုက်တွန်းချက်အရလည်းဒီပုံကိုကြည့်ပါဆိုလို့ဦးနုကကြည့်လိုက်ပါတယ်။ချိန်နဲ့နဲ့ရောက်တော့အင်ဂျင်နီယာပြည်သူကပညာရှင်ကြီးဦးတင်နဲ့လက်ထောက်လို့ရောက်လာပါတယ်။ ုံစံကိုကြည့်ရှုပြီးတဲ့အခါဥနုကဥတင်ပဲလှည့်ပြီးဥတင်ခမည်းပုံစံနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှပြောစရာတော့မရှိဘူးအင်မတန်ကောင်းပါလေဒါပေမဲ့ဗျာသင်္ကယနာတင်နေဆိုတာတသက်မှာတစ်ခါတွေ့နိုင်တဲ့ကိစ္စမဟုတ်ဘူးဗျာကုသိုလ်ထူးလို့အခွင့်ကောင်းရတဲ့အခါကျွန်တော်စိတ်တန်းကြလေးလုပ်ပြစီဒီသင်္ကယနာကိုကြောင်းလိုက်ကုန်တဲ့မှာကျွန်တော်တို့ကျင်းပါကျင်တယ်ဘလို့မှစိတ်မရှိပါနဲ့ဗျာဥတင်တို့အင်မတန်ပင်ပန်းခံပြီးဒီပုံကိုဆွဲထားရတာသိပါတယ် လက်ကားမဖြစ်စေရပါဘူး။ဦးချက်တို့ရေဒီပုံတို့ဘလောက်နဲ့ကန်ထိုက်ပေးထားသလဲ6000ပါ။ဦးတင်ကို6000ပေးလိုက်ပါ။အဲ့ဒီခက်ကရွှေတကြက်သားမှာ200လောက်ရှိတဲ့ခက်ပါ။6000ဆိုတဲ့ပတ်စံဟာအင်မတန်မှအများပြပါလိမ့်ခင်မီပုံစံကိုပယ်ပြီးတော့ကြောင်းလန်ကူထဲမှာစတားတန်ခါရနာကျင်းပမယ်ဆိုတဲ့သတင်းဟာအလင်းမြန်ပြန့်သွားပါတယ်ကြောင်းလန်ကူထဲမှာတန်ခါရနာတင်တာကိုကြိုက်သူလည်းရှိမကြိုက်သူလည်းရှိ မကျေနပ်မှုတွေဟာဝင်ကြီးတွေဖွဲ့တော်ပြည့်နှက်ပါလိမ့်ကြောက်လိုက်ကိုရွေးချယ်ပြီးတဲ့နောက်ကြောက်လိုက်ကိုလေးစောင်းမနေရရွေးပါတယ်ဦးနုကအလွန်ကောင်းမွန်တဲ့နေရာတကူသူရွေးထားပြီးပြီးရှောက်ထားပြီးဒီဟန်တော်တွေနဲ့လူကြီးတွေကိုကြောက်လိုက်ကိုတီးဆောင်မနေရခေါ်သွားပါတယ်ပရိသတ်တွေအလုံးဟာဝိဝါဒမကွဲပြားတော့ပဲအလုံးကနှစ်သက်သဘောကျသွားပါလိမ့်ဒါနဲ့ပဲကြောက်လိုက်ကိုတီးဆောင်မနေရအလုံးသဘောတူတညီတညွတ်ထဲရွေးချယ်ခဲ့တယ်လို့သိရပါတယ်ဒါကတော့ သီးမင်္ဂလာကဘာအေးစီရီတော်ကြီးတည်စဉ်ခါကလူအများစုမသိရသေးတဲ့ဖြစ်ရတစ်ခုကိုပြောပြတာပါဒါကအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရလေးဖြစ်ပါလေနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ